မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ကြက်ပြင်ရဲစခန်းကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့ကဇွန်လ29ရက်နေ့ညနေ9:00ဝန်းကျင်မှာအပိတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ30ရက်နေ့မန္တလေးပိုင်းကစပြီးတော့စစ်ကောင်စီရဲ့နောက်ဆုံးတပ်စခန်းဖြစ်တဲ့ရွှေမြောင်ဝင်းတောင်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။မြို့တွင်းထဲနဲ့မြို့ဘေးပတ်ဝန်းကျင်မှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNL နဲ့ပူးပေါင်းတပ်ဖွဲ့ကလိုက်လံရှင်းလင်းနေပြီးတော့မြို့ပြင်ကနေရာတချို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလည်းမနေ့ကညပိုင်းမှာကြက်ပြင်ရဲစခန်းနဲ့မြို့တွင်းရက်ွက်တွေတဲကို Jet Fighter လေးရင်နဲ့ Wild Craft တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူများပြား ားပြီးတော့လက်နက်ခဲရတဲ့စစ်တုံးမှတချို့ကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာအရဲသားထိခိုက်မှုရှိပြီးတော့နေအိမ်တချို့ပျက်စီးကအရေအတွက်အထိကျကိုတော့မသိရသေးဘူးလို့ပြောပါဗျ။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကစပြီးတော့ကြောင်မဲနောင်ချိုတီဘောနဲ့မိုးကုတ်မြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကို1027စစ်စင်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့ TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်အခြေစိုက်လက်ယုံတက်ကဒုတိယဗိုလ်မှူးကြီးတအူးဗိုလ်ကြီးတအူးအပါအဝင်စစ်တီဆန္ဒအူးတိုက်ပွဲမှာတေဆုံးသွားတဲ့အတွက်နာရီးကိုတရားဝင်လုတ်ခွင့်မရဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြင်းလွယ်မှာရှိတဲ့လက်ယုံတက်များဖြစ်တဲ့တမတော်သိပ်ပံတဲ့သူတေသနာမိပညာဌာနချုပ်တတနာတက်ကဒုတိယဗိုလ်မှူးကြီးတအူဗိုလ်ကြီးတအူအပါအဝင်စစ်တီများဟာရှေ့တန်းစစ်မြေနာပြင်မှာစနိုက်ပါနဲ့ပြစ်ခတ်ခံရခြင်းတိုက်ပွဲမှာကြီထိမှန်ခြင်းတို့ကြောင့်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တပ်ရဲမှုဗိုလ်ချုပ်များကနာရေးကိုတရားဝင်ဖိတ်ကြားပြီးတော့မလုပ်ရန်နာရေးလုတ်တဲ့ဓာတ်ပုံဖိတ်စာများကိုလူမှုကွန်ရက်မှာမတင်ရန်ဖိအားပေးခဲ့ကြတယ်လို့သိရပါတယ်။ပြင်းလွယ်တတနာတက် ဘူတင်နဲ့အပတ်စဉ် DS 43ကဒုတိယဗိုလ်မှူးကြီးတအူးကြောက်ကြီးမှာစနိုက်ပါမိပြီးတော့ဆုံးတယ်အဲ့ဒါကိုနာရေးကိုတရားဝင်လောက်ခွင့်မရဘူးမှောင်ခိုပဲလောက်လိုက်ရတယ်နောက်တခါဗိုလ်ကြီးဇင်မင်းထော DSTA အပတ်စဉ်16ကြောင်းစင်းလဲတည်ဆုံးတယ်အဲ့ဒါလဲနာရေးလောက်ခွင့်မရဘူးသူတို့နှစ်ဦးစလုံးရဲ့နာရေးရက်လည်ကတော့ပြီးသွားပြီဒါပေမဲ့နာရေးကိုမှောင်ခိုလောက်လိုက်ရတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ပြင်းလှန်တက်မတော်တိတ်ပံတဲ့သူတေသနဤပညာဌာနချုပ်တာတာနာတက်ရဲ့တက်မှု ဗိုလ်ချုပ်စိုးမြင့်မောင်ကတိတ်ဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးဗိုလ်ကြီးအပါဝင်စစ်တီဆန္ဒဦးကိုပျောက်ဆုံးစေရင်အဖြစ်သာအထက်ကိုတင်ပြထားပြီးတော့တိုက်ပွဲမှာကြာဆုံးတယ်လို့မတင်ပြဘူးလို့သိရပါတယ်ဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးအပါဝင်ဆန္ဒဦးကပျောက်ဆုံးဆိုပြီးတော့တတနာတတ်မှုဗိုလ်ချုပ်စိုးမြင့်မောင်ကအထက်ကိုမျက်နှာပန်းမလှမှာဆိုလို့တင်ပြထားတယ် ျန်တဲ့သူတွေကိုစစ်တိုက်ခိုင်းလို့မရမှာဆိုတာကြောင့်လည်းပါတယ်။နာရေးရှင်အပါဝင်အကုံလုံးကိုနာရေးနဲ့ပတ်သက်တာလုံးဝအကုံပိတ်ခိုင်းတာပါ။တင်းရင်အရေးယူမယ်လို့အမိန့်ထုတ်ထားတယ်လို့တပ်တွင်းသတင်းရေးမှကပြောကြားထားပါရယ်။အကြမ်းဖက်စစ်ကောင်စီကရှေ့တန်းဆက်မျက်နှာပြင်များမှာတေဆုံးမှုများပြားနေတဲ့အတော့လက်ယုံတက်များပညာတဲ့အရာရှိနဲ့စစ်တီများကိုပါရွေးထုတ်ပြီးတော့စစ်တိုက်ခိုင်းမှုများကိုတောက်လျှောက်စိုးတလုံးဆောင်ရွက်လျက်ရှိတယ်လို့တပ်အတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်မှာရှိတဲ့စစ်တပ်ပိုင်း Alpha ဘီလက်မြေစစ်ရုံအနီးမှာလေးရဇက်တိုက်တိုက်ပွဲပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ပြစ်ခတ်ဘုံကျဲနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ28ရက်နေ့ကစတင်ပြီးတော့မရီယာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီပိုင်းအာဖာဘီလက်မြေစက်ရုံအနီးရွာစဉ်မီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများဟာဒီကနေ့ဇွန်လ30ရက်နေ့အထိကိုပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေနဲ့ဘုံးကျဲပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာများအပြင်ပြည်သူများနေထိုင်တဲ့ခြေရွာများကိုပါစစ်ကောင်စီပိုင်း အယ်ဖာဘီလန့်မြေစက်ရုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေခြင်းကြောင့်ခြေရွာနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာကြောက်တရာထုံးပိုအောင်တပြေနဲ့အောင်ချမ်းသာခြေရွာတွေကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့အကြမ်းဖက်စစ်ကောင်စီပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာအောင်တပြေခြေရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်မှုနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။မရီယာအရှိချမ်းအယ်ဖာဘီလက်မြေစက်ရုံဝင်းကျင်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။၄ရက်ရှိပြီဒီနေ့အထိပြင်းထန်နေတော့မဲ့စက်ရုံအနီးကအောက်တပြေရွာတဲကိုလက်နက်ကြီးကြားရောက်ပောက်ကွဲတယ်။အထိခိုက်တော့မသိရသေးဘူး။စက်ရုံပတ်ဝန်းကျင်ကဒေသခံပြည်သူတွေစစ်ဘေးရှောင်နေရပါတယ်။စက်ရုံတွေကစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ဒရုန်းတွေလည်းလွတ်တင်နေ။ရဟတ်ရင်တွေလည်းလာပစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ဒေါနာချန်ရအကွက်၄၄ခွန်ကရက်ကွက်အုပ်ချုပ်ရေးမှုကိုဖိုးကျော်စုသူဟာမနေ့ကညနေပိုင်းမှာထမင်းကျော်ဆိုင်မှာထမင်းစားနေရင်းနဲ့ ်တနက်နဲ့ပြစ်ခတ်ခံရလို့တေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့ဒေါနာချန်ရက်ကွက်အုပ်ချုပ်ရေးမှူးကိုဖိုးကျော်ဟာမန္တလေးကံတော်ကြီးတက်သေးအင်းမြောက်ဘတ်ချန်းကံပတ်လန်းဒေါနာတုခလူမှုကွန်ရက်အသင်းရုံးအနီးကထမင်းကျော်ဆိုင်မှာဇွန်လ29ရက်နေ့ညနေ6:00နာရီဝန်းကျင်ကထမင်းစားနေတော့ပြစ်ခတ်ခံလိုက်ရတာလို့ဒေသခံတွေကပြောပါတယ်ဒေါနာချန်အုပ်ကြီးကိုဖိုးကျော်ထမင်းစားနေတော့ပြစ်ခတ်ခံရတယ်တစ်ချက်ပဲနန်ကြားကိုထိတာ ဇွန်လ29ရက်နေ့ညနေပိုင်းကထမင်းကျော်ဆိုင်မှာပြစ်တက်ခံရတာဖြစ်ပြီးတော့ဒီကနေ့ဇွန်လ30ရက်နေ့မနက်မှာကြိုခဲ့တာလို့ပြောဆိုခဲ့ပါရယ်။ အလောင်းတောင်အင်ကိုမတည်ဘဲနဲ့ဆေးရုံကနေတန်းပြီးတော့ကြိုရာလို့ဒေသခံတွေကပြောပါတယ်ပေဆုံးသူကိုဖိုးကျော်ဟာအစောပိုင်းကာလကပယံဆရာဖြစ်ပြီးတော့စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကခန့်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုဖြစ်လာပြီးတော့ရက်ွက်ရုံထဲမှာသာအလုတ်လုတော့တယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုအတွက်စစ်သားတဲ့စူဆောင်းရေးလှုပ်ဆောင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်မန္တလေးမြို့ဒေါနာချန်ရက်ွက်အုပ်ကြီးကိုဖိုးကျော်ပြက်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဘသူကဘာကြောင့်လှုပ်ဆောင်လဲဆိုတာကိုတော့မသိရသေးပါဘူး မန္တလေးမြို့ဒေါနာချန်ရက်ကွာအုပ်ကြီးကိုဖိုးကျော်ပြစ်တက်ခံရမှုနဲ့ပတ်သက်ပြီးတော့ဘသူကဘာကြောင့်လှုပ်ဆောင်နေဆိုတာကိုတော့မသိရသေးပါဘူးမန္တလေးမြို့ကံတော်ကြီးတက်သေးအင်းကဒေါနာဒုက္ခလူမှုကွန်ကြီးရေးအသင်းရဲ့အတွေ့ရမှုလည်းဖြစ်တယ်ကိုဖိုးကျော်ကို PDF တွေကပြစ်တက်သွားတာလို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကမန္တလေးမြို့အနှက်ပြည်သူတွေကိုဖမ်းဆီးငွေညစ်တာလက်နက်ပြမိုက်ကြီးခွဲတာ စိတ်ထင်တိုင်းဖန်စီတက်ဖြတ်တာပေါ်တာဆွဲပြီးလူသစ်စုတာတော်လိုင်းအင်အားစုတွေကိုမိသားစုပါမချမ်းဖန်စီတက်ဖြတ်တာတွေကိုလုံနေသလိုစစ်ကောင်စီအုပ်စုကကျူးလွန်တဲ့အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်နေတဲ့ပြူစောထီးနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်ဦးလွင်ကိုတက်လာတဲ့စစ်ဘေးရှောင်ကားများတွေကလမ်းစင်မဲ့ကားတွေကိုစစ်တပ်နဲ့ရင်ထင်းရဲပူးပေါင်းအဖွဲ့ကဖမ်းဆီးပြီးတော့တစည်းကိုငွေကျပ်3သိန်းတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကပြင်ဦးလွင်ကိုစစ်ဘေးရှောင်ပြည်သူများကအလံဖြူတွေထောင်ပြီးတော့တတ်သွားကြတဲ့အခါမှာစစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့များကကားများကိုပြင်ဦးလွင်အဝင်မှာတားဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အခုလိုစစ်ဆေးရာမှာလမ်းစင်မဲ့ကားများကိုဖမ်းဆီးပြီးတော့ကားတစည်းကိုငွေကျပ်3သိန်းတောင်းခံနေတယ်လို့သိရပါတယ်။နောင်ချိုမိုးကုတ် ောင်းမဲ့စတဲ့ဒေတာတွေကနေပြီးတော့ပြင်ဦးလွင်ကိုစစ်ဆောင်တဲ့ကားတွေတဲကလိုင်းစင်မဲ့ကားတွေကိုပြင်ဦးလွင်ဝက်ဝွန် X-ray စစ်ဆေးဂိတ်မှာဖမ်းတယ်ကားတစ်စီးကို3သိန်းတောင်းတယ် မပေးလို့လည်းမရတော့ပေးရတော့တာပေါ့စေဘေးရှောင်ပြည်သူတွေမှလည်းရရင်ရတယ်လို့ပြေးလာရတာဆိုတော့ license မဲ့တွေ license ရှိတွေခွဲမနေနိုင်တော့ဘူးလို့စေဘေးရှောင်ပြည်သူတို့ကပြောဆိုခဲ့ပါတယ်လက်တလုံးမှာမိုးကုတ်မြို့ကပြည်သူများကစေဘေးရှောင်ရန်စူးစမ်းနေကြပြီးတော့မန္တလေးနဲ့ပြည်ဦးလွင်ဘက်ကိုတက်ရန်စူးစမ်းနေကြတယ်လို့သိရပါတယ်လက်တလုံးမှာမိုးကုတ်ကထွက်ခွာသွားတဲ့စေဘေးရှောင်ပြည်သူများရဲ့ကားအစီးရေရာချီပြီးတော့ပိတ်မိနေတယ်လို့သိရပါတယ်မိုးကုတ်ကနေပြည်သူတွေထွက်ဖို့စူးစမ်းနေကြတာရှိတယ်အရှေ့ပိုင်းကနေအနောက်ပိုင်းသွားတဲ့လမ်းမှာအောင်တွလင်ကနေ ကြောက်ဖားအထီကိုကားစီးရရာချီပြီးတော့ပိတ်မိနေတယ်။မိုးကုတ်ကနေမန္တလေးဆင်းမဲ့ကားတွေတချို့ရက်ဆောင်နေရပြီးတော့အတော်များများပြန်လှည့်လာရတယ်။လမ်းမှာလည်းအခြေအနေကစိတ်မချရဘူးဖြစ်နေတယ်လို့မိုးကုတ်မျိုးနယ်ကစစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုကြောက်မဲတီဘောမိုးမိတ်နဲ့မန္တလေးတိုင်းမိုးကုတ်မျိုးနယ်တို့မှာဇွန်လ25ရက်ကနေစတင်ပြီးတော့စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းတွေကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။